ဟုတ်ဟုတ်ဟုတ်အဥပွားနဲ့ပမဆုံးဆုံးရပါတော့လိပ်ပြခွဲခြင်းကိုလည်းဂျန်ဒီလက်ခံဖြစ်တဲ့အကြောင်းအရာတွေတဲမှာကဥပွားရိုက်တဲ့မခင်ဝဝရဲ့ကိုအလင်းရောင်ရဲ့ပြီးတော့မဖူးဆုံးအန်ဒီဆိုမိုကြီးအများကြီးဂျန်ဒီလေးစားရတဲ့အဲဒီတရုတ်ဆောင်တယ်ပေါ့နော်ပြီးတော့မဖူးလည်းပါတယ်ဆိုတော့ အကိုရရင်တော့ဂျင်းဒီတကယ်ကိုကြိုက်တဲ့နုပညာရှင်တွေလေးစားတဲ့နုပညာရှင်တွေပဲပါတဲ့အတွက်ကြောင့်လေဇက်ကိုတောင်ဂျင်းဒီအချမ်းပဲဖတ်ပြီးတော့ဂျင်းဒီလက်ခံလိုက်တာပါဇက်ကလည်းဒါမတ်ဂျူလီယာမြင့်တိန်ရဲ့အဖြစ်အမှန်ဇလန်းဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဂျင်းဒီကတော့နှစ်ခါတောင်မသွေးဘူးပေါ့နော်တစ်ခါဖတ်ပြီးရတယ် yes ဆိုပြီးတော့ပြောလိုက်တာပေါ့ဟုတ်ဒီနေ့ကတော့ခုလာ ဒီ cosmetic ကပေါ့နော်ဖိတ်ကြားချက်နဲ့တက်ဖြစ်တာပါအခုဆိုလည်းသူတို့ new product လေးခုပေါ့နော်အဲဒါကိုနီးပညာအတိတ်တစ်ခုနဲ့ဖန်တီးပြီးတော့ကိုရီးယားမှာပြန်ပြီးတော့ထုတ်တဲ့အတွက်ကြောင့်ဒါလေးကို launch event လုပ်တာလေးကိုတက်ဖြစ်တာပါရှင့်အဲ့အဲ့ဒီမှာညီမညီမကိုလက်ဆောင်လေးပေါ့နော်ဖိတ်စာပုံရင်းနဲ့ပို့ပေးရတဲ့အချိန်မှာကုလာခဲ့ဒီ compact ပေါ်ဒါလေးကိုကျန်နေအခုချိန်ကြီးတော့အသုံးဖြစ်တယ်အခုတောင်ဝဲကိုတက်တော့မေကပ်အာတစ်ကိုသုံးခိုင်းလိုက်တာပေါ့နော်သူကပေါ်ဒါအပြင်ကျွန်တော်စက်တင်ပေါ်ဒါအနေနဲ့ပါသုံးလို့ရအဆင်ပြေရောပေါ့နော်အဲ့ဒါလေးတော့ဆွဆွမြမြသုံးဖြစ်နေပါတယ်ဟုတ်ဟုတ်ဟုတ်အခုလဲနှိမ့်ထားပါလို့ဟုတ်ဟုတ်ကအလိုပေါပပပါလေးရှိတယ်ပေါ့နော်ပြုံဖုံဖုံကြီးမဖြစ်သွားတော့အလိုလေးလိမ့်လိုက်တာနဲ့အဲအလိုညှိလို့မရတဲ့ဟာမျိုးမဟုတ်ပဲပပလေးနဲ့ပေါ့နော်လွင်လိုလိုလေးထထထုံးလို့ရတယ်ဂျန်နီကတော့အဲ့အချက်လေးကိုကြိုက်တယ်ပေါ့နော်ဟုတ် အခုဆိုဒီဟာကျွန်ဒီဟိုပုံမှန်ထွက်ပြင်တော့ foundation လေးရောစမ်းသုံးကြည့်ရမယ် foundation လေးရလည်းဟိုလက်မှာတော့ချက်စမ်းကြည့်ထားပြီးသူကပပကြည့်ကြည့်လေးပေါ့နော်အဲ့ဒါကိုမှ coverage လည်း medium coverage လောက်သွားရယ်ပပကြည့်ကြည့်လေးကိုပေါ့နော်အခုဆိုလည်း powder လေးရလည်း setting powder အနေနဲ့ပါသုံးရအောင်2 in 1လုံးကအဆင်ပြေရယ်ပေါ့နော်အဲ့တော့ coolers ကတော့ကျွန်တော်ဒီ project နည်းနည်းနဲ့ကို look အပြည့်ရစေမဲ့ project လေးလို့ကျွန်တော်ကတော့မြင်ပါတယ်ဟုတ်ဒီလိုလေးရတယ် ဟုတ်တယ်ဟုတ်တယ်ဈေးနှုန်းလေးကလည်းတက်တာတယ်အခုဆိုလည်းအကုန်လုံးကကုန်စည်နှုန်းတွေမြင့်နေရောပေါ့နော်ကျွန်တော်တို့ဂျန်နီဆိုရင်တော့အရင်က၃တဲ့ project တွေထက်ကိုနည်းနည်းလေး quality လည်းကောင်းဈေးလည်းတက်တာလေးရှာနေရပေါ့အခုဆို coolers ကကိုယ်တိုင်လည်းသုံးကြည့်ထားတယ် quality ကောင်းတာကိုဂျန်နီအမှတ်ခံနေဆိုတော့အားလုံးလည်းဒီဈေးတက်တက်တက်တာနဲ့ quality ကောင်းတာလေးရှာနေရဆိုရင် coolers ရှိတယ်လို့ပြောချင်ပါတယ် အဲအဲ့ဒီမှာဆိုရင်ဂျန်နီကိုအာဂျန်နီကိုယ်တိုင်လည်းဒီ search လုပ်ကြည့်ရဲ့အချိန်မှာဒီဒီမြန်မာအသားရင်းနဲ့လိုက်တဲ့အယောင်လေးပေါ့နော်အရင်အဲ့လိုဖြောဖြောကြီးတွေမဟုတ်ဘဲနဲ့သူတို့ကတကယ်မြန်မာအသားရည်ဒီဒီဘယ်လိုပြောမလဲ olive tone color နဲ့လိုက်တဲ့အယောင်လေးသွားထားတွေ့တော့ပေါ့နော်အခုပရိသတ်တွေလည်းအဲ search လုပ်ကြည့်ပါ colors မှာအယောင်လေးတကယ်လှအောင်လို့တွေးပါလိမ့်မယ်ပြီးတော့ဂျန်နီလည်းအာဟိုလက်မှာစမ်းကြည့်ရောပေါ့နော်သူ ပုံမှန်ပြထားတဲ့ကာလာနဲ့အဲတကယ်ကိုအသားပုံမှန်ထင်တဲ့ကာလာတစ်ထပ်သေးပေါ့နော်အယောင်ငယ်မတူပါတွေပုံမှန်တစ်မျိုးအပြင်မှာတစ်မျိုးလဲလုံးဝမဖြစ်ဘူးပေါ့နော်အဲယုံကြည်စိတ်ချစွာနဲ့ပုံကြည့်ပြီးတော့မှာလို့ရရဆိုတာလေပြောချင်ပါတယ်အာ daily use အတွက်ကတော့ခုနကဂျန်နီဖောင်ဒေးရှင်းရောက်ပေါ်ကြအကြောင်းပြောပြီးနှကန်းနေဆိုလဲဂျန်နီတို့ဒီမှာထွက်တဲ့ဟိုဒီ soft mat လေးဆိုရင်သူကဖြန့်လိုက်တာနဲ့နှာခမ်းပေါ်မှာဟိုအရောင်လေးကကြံနေသေးရပေါ့နော်။ဒါခါလေးတချို့ရချင်းချင်းမဟုတ်ဘူး။ net ပုံစံမျိုးလေးသွားကျင်နေဆိုလဲအဲ့ဟာလေးကဆိုးပြီးရင်နည်းနည်းလေးဖြန့်လိုက်တာနဲ့နှာခမ်းပေါ်မှာကြံနေတဲ့ color လေးနဲ့ဆက်သွားလို့ရတယ်။ဆိုတော့အော်ဂျန်နီကတော့ cooler စေးကို try ကြည့်ကြည့်ပါ။ဒါပြောရရင်ဒါအခု market မှာဝင်လာတော့ကြာပြီ။ဒါပေမဲ့အခုက new technique နဲ့ဝင်လာဆိုတော့နည်းနည်း try လေးလုပ်ကြည့်ပါလို့ပဲပြောချင်ပါတယ်။ လာဆိုရင်အခုဆိုရင်တော့ဂျန်နီတည်ရတယ်လို့ဆို6နှစ်လောက်ရှိပြီ။အဲ6နှစ်ကနေပြီးတော့260 260ရာတိုင်းအောင်အောင်မြင်ပါစေ။အဲအခုလည်း project လေးကတော်တော်လေးအဆင်ပြေတဲ့ကြောင့်ဂျန်နီကတော့အောင်မြင်မယ်လို့လည်းယုံကြည်ပါတယ်ဟုတ်။ဟုတ်အာဂျန်နီကတော့လည်းတော့အခုရွှေရှင်ကားကြီးတွေရိုက်ဖြစ်နေပါတယ်ပြီးတော့ကြောင်ညာလေးပွက်သက်လေးနေပေါ့နော်အာလှုပ်ဖြစ်နေတယ်အဲရွှေရှင်ကားကြီးဇလန်းခွဲလေးတွေတော့ဂျန်နီဒီတေချာလေးစီစစ်ပြီးဇက်လေးစီစစ်ပြီးလက်ခံနေရပေါ့နော်ဟုတ် ဟုတ်ဟုတ်ကဲလိပ်ပြခွဲစိဟုတ်တယ်ရုံတင်ရရမယ်ဆိုအရန်ပျော်နေတာအဲလိပ်ပြခွဲချင်းရိုက်တာတနစ်ကြော်လောက်ရှိပြီကျွန်တော်ကရုံရက်ကိုစောစောလေးတောင်မှန်းထားပါတော့ဒါပေမဲ့အဘလို့ဖြစ်ဒီနှစ်ထဲမှာရုံရက်ရသွားတဲ့အတွက်အရန်ဝမ်းသာတယ်ပမှန်တိုင်းပြောရင် producer အမတွေကအရန်ကိုအားထည့်ထားဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်သူတို့အတွက်ပိုပျော်ပါပေါ့နော်ဟုတ်ဟုတ် ဟုတ်ဟုတ်ဟုတ်အဥပွားနဲ့ပမဆုံးဆုံးရပါတော့လိပ်ပြခွဲခြင်းကိုလည်းဂျန်ဒီလက်ခံဖြစ်တဲ့အကြောင်းအရာတွေတဲမှာကဥပွားရိုက်တဲ့မခင်ဝဝရဲ့ကိုအလင်းရောင်ရဲ့ပြီးတော့မဖူးဆုံးအန်ဒီဆိုမိုကြီးအအများကြီးဂျန်ဒီလေးစားရတဲ့အဲဒီတရုတ်ဆောင်တွေပေါ့နော်ပြီးတော့မဖူးလည်းပါတယ်ဆိုတော့အကိုရရင်တော့ဂျန်ဒီတကယ်ကိုကြိုက်တဲ့နုပညာရှင်တွေလေးစားတဲ့နုပညာရှင်တွေပဲပါတဲ့အတွက်ကြောင့်လေဇက်ကိုတော်ဂျန်ဒီအချမ်းပဲဖတ်ပြီးတော့ဂျန်ဒီလက်ခံလိုက်တာပါဇက်ကလည်းဒါမတ်ဂျူလီယာမြင့်တိန်ရဲ့ အဖြစ်အမှန်ဇလန်ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဂျန်နီကတော့နှစ်ခါတောင်မသွေးဘူးပေါ့နော်တစ်ခါဖက်ပြီးရတယ် yes ဆိုပြီးတော့ပြောလိုက်တာပေါ့ဟုတ်ဟုတ်ဟုတ်ကဲ့အဲသူလည်းအဲ့လို horror မှာ drama လေးနည်းနည်းပါပေါ့နော် horror အစ်စ်ကြီးမဟုတ်ဘူးတဖြည်းဖြည်းနဲ့ကြီးရင်ကြီးရင်တနာလာမယ်ဇက်လေးပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ အဲ့ဒါပြိတ္တရဇနီကိုတော့ဒရာမာလေးမှာနည်းနည်းပိုကြိုက်ကြရထင်တယ်ပေါ့နော်အဲ့နောက်ပိုင်းလဲဇနီကိုဒရာမာလေးလာကန်းလန်းကြရပေါ့ဇနီလည်းမှန်တိုင်းပြောရင်အာတန်ကလည်းနည်းနည်းငိုဟာအာတန်တော့လေဒရာမာလေးကြီးလည်းပျော့ပါတယ်ဟုတ်ဘူးဘူးဘူး ဟုတ်ဟုတ်နှလုံးကတော့မကောင်းတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဇနီးအနေနဲ့အဲ့လိုထိမ့်ချုပ်ဖို့တွေဒီဟာတွေတိတ်ပြီးတော့မတက်သေးရပေါ့နော်အခုတော့နည်းနည်းပါးပါငိုငိုတဲ့အခါမှာဘယ်လိုမျိုးထိမ့်ချုပ်ပြီးငိုရမလဲလေးတိလာရပေါ့နော်ဟုတ်ဟုတ် အာတောင်းရတရားစခန်းလဲဝင်လိုက်တယ်တကယ်ကိုလေတကယ်အမှန်တိုင်းပြောတာအရင်ကလည်းတရားစခန်းနေဝင်မှုပါတယ်ဒါပေမဲ့ဒီတစ်ခါတရားစခန်းဝင်တဲ့ဟာဇနီးဘွားအတွက်အရန်ကိုအထောက်ကူပြုတဲ့အဲဒီဒီငိမ့်ချမ်းမှုပေါ့နော်စိတ်ထင်းချုံမှုဒီနီလန်းလေးတွေတော်တော်ရခဲ့ပေါ့နော်ဟုတ်ဟုတ် ဝင်ပြသွားတာကတော့ဘာရမဟုတ်ဘူးမန်တိုင်းပြောရင်ဒီအဲကျွန်တော်တို့အနုပညာအလုံးလုံးတဲ့အခါမှာဖြစ်ဘယ်သူမှဘသူမဆိုပါအာအလုံးလုံးတဲ့အချိန်မှာစိတ်မွန်းချက်မှုတွေရှိတယ်ထွက်ပေါက်တွေရှားရတယ်အဲကျွန်တော်တို့ဆိုလည်းအမှန်တိုင်းပြောရရင်အနုပညာအလုံးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်စိတ်ပင်ပန်းနေတောင်ကင်မရာရှေ့မှာပြုံးရတယ်ပရိသတ်တွေရှေ့မှာပြုံးရတယ်အဲအဲ့တော့ပို့ပြီးတော့ထွက်ပေါက်လို့ရပေါ့နော်အဲအဲ့ချိန်မှာတကယ်ကိုစစ်မှန်ပြီးငြိမ်းချမ်းတဲ့ဟာ ဒီ social media လည်းမသုံးမနဲ့တကယ်စိတ်ငြိမ်းချမ်းမှုရဖို့အတွက်ကတော့ကျွန်တော်တရားစခန်းပဲပြေးမြင်တော့ဗောနော်မယ်ဒီလာရှင်ကလည်းဆိုပင်ရကတော့မသုံးချင်တော့အဲ့ဟာနဲ့တိလက်တရားစခန်းလေးပြီးတော့သုံးရက်ဆိုတော့ပေါ့ပေါ့ပါပါပဲဆိုပြီးတော့ဝင်ပြစ်တာပါဟုတ်အဲတနေ့တခါတော့အနည်းဆုံးဝင်ပြစ်အောင်ကိုယ့်ဟာကိုဂတိပေးထားရပေါ့နော် ကဲပါအခုဆိုလဲလိပ်ပြန်ခွဲချင်းရုပ်ရှင်ကားကြီးอ่ะ17လပိုင်း9ရက်နေ့ပေါ့အခုလောလောဆယ်လျှာထားတော့9ရက်နေ့လို့လျှာထားတယ်အဲအဲ့တော့ရုံတင်ရင်လဲအလုံးအပေးကြပါအကုန်လုံးတကယ်ပါဝင်တဲ့အဲ cast တွေကအစား producer အစုံအကုန်လုံးကလေအထည့်ထားရဲ့ရုပ်ရှင်ကားကြီးဖြစ်တဲ့အတွက်ကြောင့်အပေးကြပါအောင်လို့ပြောချင်ပါတယ်